မင်္ဂလာပါရှင်ဒီနေ့ငါကို ထိုင်လို့ချက်ဆမယ်ချက်နီးလေးမြှမယ်ကျမဒီနေ့ကဒီငါဒီငါတလာပရငါပေါ့နော်ကျမတို့မြန်မာအခေါ်တော့99ပဲနဲ့ရခဲ့တယ်အဲ့ဒီငါကိုကျမကဒီမှာစိတ်ဖူးနဲ့ချက်မှဖြစ်ပါတယ်ဒါကို စိတ်ဖူးလို့ခေါ်ပါတယ်ပြီးတော့ထိုင်ငြိမ်နှင်းနဲ့တုံ့ပြပါမယ် တလားမရငါကအသားရည်ပဲဖြစ်တဲ့အတွက်ကြောင့်လို့ကက်ကြီးလေးနဲ့ပဲညှက်လိုက်ပါတယ်ရှင်ဒီကက်ကြီးကကျမရဲ့ special ကက်ကြီးပါကျမရန်ချက်တဲ့ကက်ကြီးပါအရန်အသုံးဝင်တယ်အသားရည်လည်းညှက်လို့ရတယ်ပြီးတော့ချက်သားရည်ပါဆို join နေပါဆိုကောင်းကောင်းညှက်လို့ရတယ်ပေါ့နော်ဒါကတော့စိတ်ဖူပါစိတ်ဖူကို ကျမကဒီခွက်ကလေးတဲ့ကိုထည့်ပြီးတော့ညှက်ထည့်မယ်ပေါ့နော်ပြီးရင်တွားပြီးတော့ကြိတ်ပါမယ်မိမိကစိတ်ဖူကို ထောင်းထားလိုက်ရပါတယ်ဒါမှမဟုတ်ကြိတ်လည်းရပါတယ်နော် လီဘူးကလည်းခိုင်းမုန်ကြီးလို့တဲ့ခါမှာအတုံးကြီးနေရမှာသူကပူရှိန်ပူရှိန်နဲ့တာဘာကိုမွေပါတယ်ရှင်အဲ့ဒါစိတ်ဖူးပါတိုးစားလဲရပါတယ်ဟင်းချက်စားလဲရပါတယ်စပြီးတော့ချက်ပါမယ်ရှင်ဒီမမီအွန်ပါပြီဒီနေ့ကတော့ကာမာလေးချိန်မယ်နော်တိုင်းစားစာများစွာတော့လေငါအောင်ကိုစားစနစ်နဲ့ရပါညာမရှိဘူးရှင်ဒီတိုင်းထဲတာပေါ့နော်ပထမအဆုံးစီထဲတယ်ပြီးတော့ရင် ပထမကြိတ်ထားတယ်စိတ်ဖူးလေးတွေကိုအိုးတွေကိုထည့်ပြီးတော့ ကျမတို့ဒီမှာကတော့လေသူကစီအမြိုင်းမသုံးတော့ဘူးထိုင်းလူမျိုးတွေကစီအမြိုင်းမသုံးတော့ဘူးပြီးတော့တကြားသုံးတယ်ငူတီးသုံးတယ်ဒါထိုင်းစတိုင်ပေါ့နော်ဒါမှမဟုတ်ကျမကတကြောင်အမြဲတမ်း skip လုပ်တတ်တယ်တကြားကြောက်တယ်ပေါ့နော်စိတ်ဘူးလေးကိုလောကမွေးလာတဲ့နေထိုင်ရောက်တည်တည်အခုလိုမျိုးလေးပေါ့နော်မီးအလဲလဲလောက်နဲ့နည်းနည်းလေးကြော်လိုက်တာပေါ့အဲ့လိုကြော်ပြီးသွားတဲ့အခါမှာကျမကထိုင်းငယုံတွေကိုတုံးမမယ် ငရုတ်သီးမျိုးမျိုးရှိတဲ့ထိုင်းနိုင်ငံမှာဒါပေမဲ့လို့အခုလိုအနေရောင်ရှိတဲ့ရဲနေတဲ့ဆက်တဲ့အရာကိုကျွန်မအသုံးပြုပါတယ်အဲ့ဒါလေးကိုသစုံမမောက်ကျွန်မထည့်လိုက်တယ်ပြီးတော့ရင်ကျွန်မကရောင်မလေးနဲ့ထိုးရင်းနဲ့ရေလေးအနေငယ်ပေါ့နော်စုံချင်းရေပေါ့အမတို့ကတော့ကျွန်မကတော့ကျွန်မရဲ့ဘလန်ဒါချင်းရေပေါ့နော်အဲ့ဒီတစ်ခွက်ကိုကျွန်မတူရဲထည့်လိုက်တယ် ဒါဆိုရင်ငယုံနှင်ရလာနိုင်မယ်အချိန်တို့အတွင်းမှာပြီးတော့ပေါ့ပေါ့ပွဆူလာပြီးတော့ငယုံနှင်မွှေးမွှေးလေးရလာနိုင်မယ်ရှင်စိတ်ဖူးနဲ့ထိုင်ငယုံနှင်ပေါင်းလို့ရလာတယ်အနံ့အရန်တအိမ်လုံးကိုမွှေးနေပါလိမ့်မယ်ရှင်အခုလိုအနေထားမျိုးလေးပါအခုလိုအနေမျိုးထားဆိုရင်စပလင်တက်ထွေးထည့်လိုက်တယ်နောက်ပြီးတော့အရသာမုတ်ထည့်မယ်ကျမတို့မြန်မာလူမျိုးတွေကတော့အရသာငားထဲမှာပေါ့နော်အသားထဲမှာအရသာပိုးကြိုက်တယ်ဆိုရင်တော့အစာတွေကအရသာတွင်းတာနော် ထိုင်းလူမျိုးတွေကဟိုတဘာဝအချို့အရသာအတိုင်းအသုံးပြုလေးရှိတယ်ပေါ့နော်။ကျမကငံများကြီးထဲတယ်ပြီးတော့အရသာမဟုတ်ထဲတယ်ပြီးအားလုံးကိုတမအောင်နည်းနည်းလေးမှုန်လိုက်တယ်။ပြီးွားရင်ပထမလှိဖြတ်ပြီးတော့တန့်စင်ဓာတ်တော့ကျမရဲ့တလာဘီယာတွေထဲပါတယ်။တလာဘီယာကထိုင်းလူမျိုးတွေပြောရဆိုရင်တလာဘီယာဒီဘိုက်ထဲမှာရှိအမဲတွေကိုစင်ကြယ်အောင်ဆေးတယ်ဆိုရင်ဘာနဲ့မှမထွက်ဘူးလို့သူတို့ပြောလို့ရှိပါတယ်နော်။ကျမလည်းအမြဲတမ်းအဲ့လိုမျိုးတိုက်ချုပ်ပြီးစီးလိရှိတယ်။အဲဒါကြောင့်မို့အနံ့ကတော့တလာပြေအနံ့က မရှိတလောက်ကို မရှိတလောက်တကယ်ကိုမရှိတလောက်ကိုပါပဲရှင်ငါးလေးတွေကိုစိတ်ကြိုက်စီပြီးထည့်ပြီးသွားတယ်ဆိုရင်တော့ငါးလေးတွေနူးတည်ထီတော့ကျွန်တော်တို့တည်ရမှာပေါ့နော်ပဇွန်အကွင်ငါအနှွေးပါငါကတော့ခိတခဏကြက်တယ်ဆိုပေမဲ့လို့အရသာပိုးဝင်ခြင်းတယ်ဆိုရင်တော့အချိန်လေးသုံးပြီးတော့ချက်ပေးရပါတယ်ရှင်အဖုံးလေးပိတ်ပြီးတော့ကျွန်မဒီမှာချက်ပါမယ် ငါးလေးတွေကို အထက်အောင်မကြမကြာလှမ်းပေးပါလှမ်းတဲ့အခါမှာငါးအသားလေးဤပဲ့မသွားရန်အတွက်တော့တတိထားရပါမယ်သူနဲ့တွဲဆရန်အတွက်ဒီနေ့ကျမကတော့ဒီဟာလေးကိုကြော်မှာဖြစ်ပါတယ်ရှင်သူကတော့အိမ်မှာတော့အစိမ့်တုပ်စားတာပုံများတယ်ပေါ့နော်ဒါလေးကြီးကြော်မယ် ဒီမှာကတော့နည်းနည်းလေးပြဿနာရှိတာက ကျမကသူ့ကိုအင်္ဂလိပ်ခေါ်ဖို့ပဲတည်တယ်သူ့ကိုတော့ K A L E K L လို့ခေါ်ပါတယ်ကျမကကြီးလေးနဲ့အနေငယ်အနေငယ်ညှက်လိုက်ပါတယ်အရိုးတွေဆိုရင်ဒါရင်လို့နှစ်ချမ်းအခုလိုမျိုးပေါ့နော်ကကြီးလေးနဲ့ညှက်ထုတ်လိုက်ပါတယ်ရှင်မြမခေါ်ဝေါ်လေးတည်ရင်မဆာကြပါနော် ကဲပြီးရင်တော့ကျမတို့သွားပြီးတန့်စင်มาတယ်ရှင်ဒါကကျမရဲ့ငားလေးဒီပေါ့ငားလေးဒီငားအိုးမကြမကြကျမဒီမှာလှုပ်ပေးတယ်အထောက်ပြန်လှန်ပြီးရပြန်လာပါတယ်ရှင်နောက်ဆုံးငားအိုးချကနေကြရင်တော့အပေါ်ကနေပြီးတော့ကျစ်တုံမိတ်ကိုခတ်ချမ်းချမ်းဖြတ်ပြီးတော့ထည့်ပါတယ်ရှင်ပြင်းတော့အုပ်ပြီးတော့မိပိတ်ထားပါတယ်စားဖို့ပဲအဆင်သင့်ပါပဲရှင်ခင်းကတော့လွယ်လွယ်ကူကူကြောပါတယ်ရှင်အိုးရဲ့အစီထည့်တယ်ခင်းလေးတွေထည့်လိုက်တယ် ခေးလေးတွေချက်ပြီးတော့ရင်ကျမကကျက်သမူးကျော်ကျက်သမူးကျော်ကိုကျမရှိမှလည်းရှိပြီးသားအဲ့ဒါကိုကျမကောက်ထည့်လိုက်တယ်အကုန်လုံးဘေးကိုပြုတ်ကြကုန်ပြီတိခမ်းပြီးကြည်ပေးပါပင်စားလေးနည်းနည်းလေးထည့်လိုက်တယ်ဖိဖိနဲ့ကြုံလာပြီးရောင်လေးတွေစိမ့်ငါပါတော့ပြီးတော့ရင်ရသားမုံလေးထက်လိုက်တယ်ထက်ပြီးတော့ကြော်ပါတယ်ရှင်ကျမကကြက်ဥလေးတွေလိုချင်တဲ့အတွက်ကြက်ဥနှလုံးလောက်ကောက်ထည့်ပြီးတော့ကြောလိုက်တယ်ပဲငံမြာကြီးအကျဲထည့်လိုက်ပါတယ် လုံးဝစားကျင်စရာအနေထားဆိုရင်ပေါ်နေငူကောင်းမြတ်မြတ်အောင်လိုက်ပါရရှင်။ share ပါပဲရှင်တေးဥစတိုင်ပါရှင်။ဒီနေ့ကျမနဲ့လူထမင်းစားကြပါအောင်ရှင်။စားကြပါအောင်ရှင်။စားနေရင်လည်းဈေးရောက်ပါတယ်။ share ပါပဲရှင်ကျမရဲ့ငါဟင်းပါ။ဒီနေ့ကတော့ဒီနေ့ကတော့ထမင်းတွေလည်းအေးဟင်းတွေလည်းအေးอืมอืม ခတ်ဆိုင်နဲ့အဲ့လိုမဆက်သားတအားကြီးကြွားအခါကြဇာနိုင်လန်ထိုင်းစားစားဆိုတော့အရန်အရန်ကိုတန်းနေတတ်မှတည်ကြပါလိမ့်ရှင်အာရမတ် taste ကလည်းအရန်ကို taste ကအရန်အရန် top taste ဖြစ်နေပါတယ်ဟုတ်ဒီဟောဗောတလာပြရဲ့နံနဲ့အနံလုံးဝမရှိပါဘူး။ခနဲ့ငါမလေးအဲတလာပြအရန်မနံကျွန်မိုင်းငါမအရန်အောင်အနံဆိုတာ တော့ခံသွားမင်းဘူးဘယ်ဘိုက်ကိုကောင်းအောင်ချစ်ဖို့နော်ဘိုက်ကအဲ့ရဲမရှိမနံဘောနော်တလားပြရမှန်းတော့မသိဘူးဘောကအနံငေါ့အောင်မရှိအောင် မတို့ဒီငါ့ planning လို့ခေါ်တယ်။ဟိုကဘယင်ကြီးနမနိုင်သူမွေးခဲ့တဲ့ငါမျိုးဆိုတာပန်းရအောင်ပေါ့။အာအဲ့ဒါကတော့ plat tap tin တွေတွေ့ချက်မလား။ tap tin ။อืม plat tap tin ။ loại hoàn chỉnh hoàn chỉnh mạnh quá nếu là thái ra giáo sư nhà mày bài quá Hmm.